်မင်္ဂလာပါရှင်ကျမတို့ဖူးဤနွယ်ပါဒီဗီယူမင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအင်အားပြင်းငလင်တန်းကြောင့်ထိခိုက်သေးဆုံးမှုအများပြားရှိနေတဲ့မန္တလေးမြို့ကတောင်အင်းမြောက်အင်းတုံတန်နဲ့ကြာနေကန်တုံတန်တွေမှာသေဆုံးသူရုပ်အလောင်းတွေစုပုံနေတာကြောင့်တကြိုးဖို့စောင့်ဆိုင်နေကြရတယ်လို့မြင်မြင်တွေ့ခဲ့ရတဲ့မန္တလေးဒေသခံတယောက်ကပြောပါရယ်။နာရီကားတွေတစည်းပြီးတစည်းရောက်လာတယ်။ငိုကြယိုကြနေပါပဲတကြိုးကြတယ်။ အလောင်းတွေကအထဲမှာတကြိုဖို့စုပုံထားတာတွေလည်းများတယ်။အပြင်မှာလည်းအလောင်းတွေထက်နေတယ်လို့မျက်မြင်တွေ့ခဲ့ရတဲ့ဒေသခံတယောက်ကပြောပါရယ်။မတ်လ28ရက်မိုးလယ်ပိုင်းမှာစကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အားရစ်တာစကေ9.8ရှိငလင်လောက်ခတ်ခဲ့တာကြောင့်နိုင်ငံတော်အထိကိုက်ပျက်စီးမှုတွေများပြားခဲ့တယ်လို့လက်ရှိချိန်အထိထိကိုက်ဒဏ်ရရှိသူတွေလည်းများပြားနေစေဖြစ်ပါရယ်။ မတ်လ30ရက်မွန်လွဲ3နာရီအချိန်အထိ DVB ကကောက်ရရှိတဲ့စင်းတွေအရမြန်မာနိုင်ငံအနှံ့သေဆုံးသူ2600တယောက်အထိရှိလာပြီဖြစ်ပြီးမန္တလေးမြို့အပါအဝင်မန္တလေးတိုင်းမှာသေဆုံးသူ1990ရောက်တဲ့အများဆုံးဖြစ်နေပါတယ်ရှင်။ပုဂိုရိုင်းတောင်ငူမြို့မှာမတ်လ29ရက်ညကမြင်းကလေးအေးပေါ်အခြေအနေအတန်ချဲ့ဆက်နဲ့လိုက်လံအသိပေးခဲ့ပေမဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကမိုင်းတာခွင်းအတွင်းကိုပေးမဝင်ခဲ့ဘူးလို့မြို့ကန်တွေကပြောပါရယ်။ ဒါပေမဲ့ငလင်ဘေးလွတ်နိုင်တဲ့မြေနေရာအကျယ်ဝန်းရှိတဲ့မိုင်းဒါကွင်းအတွင်းထဲကိုပြည်သူတွေဝင်ရောက်ဖို့ကြိုးစားရမှာတော့ခွင့်မပြုခဲ့ဘူးလို့တောင်ငူမျိုးခံကပြောပါတယ်။မြင်းငလင်သတိပေးချက်ကြောင့်မြို့တွင်းနေထိုင်သူတွေနဲ့ဆေးရုံတက်ကူတာနေရတဲ့လူနာတွေအများအပြားမိုင်းဒါကွင်းကိုလာရောက်နေထိုင်ကြပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကွင်းအတွင်းပင်းမဝင်ပဲပြန်လွှတ်နေတာကြောင့်ပြည်သူတွေနေစရာနေရာမရှိလမ်းမတွေပေါ်မှာတွာလာနေထိုင်နေကြရတယ်လို့သိရပါတယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးနဲ့နောက်ဆက်တွဲကလေးတွေကြောင့်တောင်ငူမြို့မှာလည်းအစာအုပ်တွေပြိုကျပျက်စီးပြီးတော့တည်ဆုံသူတွေလည်းရှိခဲ့ပါတယ်ရှင်။မြင်းကလေးလှုပ်ခတ်မှုကြောင့်ပျော်ပွဲမြို့တဲတော်မြို့နဲ့ဝမ်တွင်းမြို့တွေမှာတည်ဆုံသူ200နီးပါးတွေ့ရှိထားပြီးဒဏ်ရာရှိသူ80ကျော်ရှိတယ်လို့လူမှုကွန်ရက်အတင်းတာဝန်ရှိသူကပြောပါတယ်။အောင်ခန့်တင်ပြပို့ထားပါတယ်ရှင်။ စကိုင်းတိုင်းကိုပို့ပြုပြီးလှုပ်ခတ်ခဲ့တဲ့ငင်းလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွင်နေနီးတူထိခိုက်ပျက်စီးခဲ့တဲ့ပျောပွဲမျိုးတဲတော်မျိုးနဲ့ဝန်နေမျိုးတွေမှာနေအဆောက်အဦဆက်ယုံပေါင်း300တလုံးပြိုကျပျက်စီးခဲ့ပါတယ်လက်တလုံးမှာလည်းရှာဝေကယ်ဆယ်ရေးဆက်လက်လှုပ်ဆောင်နေပါတယ်တော်ဘောကျွန်တော်တို့တော်ဘောပြောနေတာဒီကဆိုရှာဝေကယ်ဆယ်ရေးဘောကွာရစုရစုမလုံးနိုင်နေတဲ့အခါကြတဲ့အခါကြတော့ဒီအမေသိန်းခမ်းမရဲ့အောက်မှာလူ၅ယောက် DB သေးတာရှိတယ် ။နောက်ကမောဇာဗန်ကအဲ့ဒီအချိန်မှာကသမောဇာဗန်၄တက်က၃တက်ကမြည်ကြီးတွေဝင်သွားတယ်။အဲ့ဒီအချိန်မှာလူ90ကမနေ့က15ရောက်ပြန်ထုတ်လို့ရသေးတော့35ရောက်ကျန်သေးတယ်ဗျ။ဘွားဘွားစင်းရင်ထွက်လာတော့130ကျော်ပဲကိုချင်းပေါက်စင်းထုတ်လို့ရသေးတယ်ဗျ။ဝမ်ဝင်းဘက်ကဘလို့ဂျင်းနေစီတော့ဝမ်ဝင်းကိုကျွန်တော်တို့စက်မှုတစ်ပေါ့ဆက်ဟာဆိုရချင်းနေစက်ရုံပေါ့အဲ့ကောင်ကအကုန်လုံးအကုန်လုံးကကိုလုံးလုံးပြပြပွက်သွားတယ်စက်ရုံရော တင်မဆောင်ရောရကန်းရကန်းစက်ရုံတော်တော်ဝတ်သားပြီးအဲ့မှာလူတွေကအလုံးပေါင်းရှင်းလောင်းရှင်းရောက်ရှင်းရောက်တည်တယ်ဗျဟိုဟိုဘာဘောရောင်း၂၀ကျော်၂၅ယောက်ကတန်ရရတယ်ဗျနောက်ပြစ်တာကကျွန်တော်တို့ဝမ်းဝင်းတဲရောမှာကတဲရောဘက်ကပူပြများတယ်ဆိုတော့ရှင်းအောင်တိုက်တယ်များတော့လေလက်ရှိမှာလဲရှာဝေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ် ရှာနေသေးတယ်ရှင်မင်းနဲ့တရှိတယ်ဆက်ဆက်ကတော့ရှောင်းမှာပါသူကအကုန်လုံးကပြိုသွားမှာအဲဒီမှာလူကြံသေးရဲ့နော်ဒါကဒီလည်းလူကြံသေးရဲ့လေဆက်ရှာတော့ရှာနေတိုင်းရှာနေရမှာပဲအင်းစေယုံလေးပြိုတော့ရောက်တဲ့လူများတွေအကုန်လုံးကတော့ရှင်ပြက်လက်ပြက်အကုန်ကအပြက်တည်တည်ပဲတဲ့အကုန်လုံး ရင်ငလင်လောက်ခတ်မှုကြောင့်ပျော်ပွဲမျိုးတဲတော်မျိုးနဲ့ဝန်မျိုးတွေကပြိုကျပျက်စီးခဲ့တဲ့နေအဆောက်အဦဆက်ယုံနေအောက်ကပြိမိနေသူတွေကိုရှာဝေကယ်ဆယ်ဖို့ကယ်ဆယ်ရေးထောက်ကူပြုကိရိယာတွေအရေးပေါ်လိုအပ်နေတယ်လို့လူမှုကွန်ရက်တင်တာဝန်ရှိသူကပြောပါတယ်ဟုတ်ကဲ့အခက်အခဲကိုကျွန်တော်တို့ကလည်းမျိုးနဲ့အသေးဖြစ်တာရေနော်ကျွန်တော်တို့စီမှာကဒီဆက်ရန်တရားလမ်းတဲ့ဘောကိုရချပွေးပစ္စည်းပြည်တော်မရှိတာရေပေါ့အဲ့ဒါကျွန်တော်တို့ကလူအားနဲ့ပဲလောရတော့ ော်တော်လေးတော့ကြံ့ကြံ့မှုဖြစ်တယ်ဗျာအခုကျွန်တော်တို့မန္တလေးတိုင်ဩဂရယူကိုကြည့်တောင်းမြန်တော့လေမန္တလေးတိုင်ဩဂရလေသူတို့မန္တလေးမှာအချိန်တွေတော်တော်ဆိုးနေတော့သူတို့ကကျွန်တော်တို့ကြီးကိုလူမခွဲပေးနိုင်ဘူးပစ္စည်းလည်းမခွဲပေးနိုင်ဖြစ်နေတယ်ဗျာအဲ့လိုမျိုးရောက်ကျွန်တော်တို့ကလည်းနည်းနည်းကြံ့ကြံ့ပါဗျာရှင်းလင်းရေးပိုင်းရတော့ကိုမြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်1644ယောက်နဲ့ဒဏ်ရာသူ3408ယောက်ထိရှိလာပြီးလူ139ဦးပျောက်ဆုံးနေဆက်ဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကမတ်လ29ရက်ညပိုင်းကသတင်းထုတ်ပြန်ခဲ့ပြီးမယ်။မြေပြင်မှာတည်ဆုံသူနဲ့ဒဏ်ရာသူအရေးအတွက်ဟာဒီထက်အဆပိုများနိုင်တယ်လို့မြန်မာကယ်ဆယ်သူတွေကခန့်မှန်းထားပါတယ်။ကျွန်တော်အောင်ခန့်ပါ။ 8.9ရှိငလျင်ကြီးကြောင့်တေဆုံးသူအရေအတွက်1600ကျော်ရှိလာချိန်မှာစစ်ကောင်စီကနိုင်ငံအနှံ့ဆက်ပြီးတော့ဘုံကျဲနေတာဟာလုံးဝတရားလွန်တဲ့ကိစ္စလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်ကဝေဖန်လိုက်ပါတယ်။ငလျင်ကြီးလှုပ်ပြတဲ့နောက်ပြည်သူတွေကိုကယ်ဖို့ကြိုးစားရမယ့်အချိန်မှာစစ်တပ်ကဘုံတွေကျဲနေတာဟာအင်မတန်ကိုအံ့အားသင့်စရာကောင်းတယ်လို့တွမ်အန်ဒရူးက BBC ကိုပြောပါတယ်။စစ်တပ်အနေနဲ့စစ်စင်ရေးအားလုံးကိုရက်ဆိုင်ဖို့လဲတောင်းဆိုလိုက်တာပါ။ စစ်တပ်အပေါ်ဩဇာရှိတဲ့ဘသူမဆိုဖိအားပေးပြီးဒါဟာလက်ခံနိုင်စရာမရှိကြောင်းရှင်းအောင်ပြောဖို့လိုတယ်လို့လူအခွင့်ရေးအထူးကိုယ်စားလှယ်ကပြောပါရယ်စစ်ကောင်စီအနေနဲ့စစ်စင်ရေးအားလုံးရက်လိုက်ဖို့ကျွန်တော်တောင်းဆိုပါတယ်လို့သူကဖြည့်ဆွတ်ပြောပါရယ်ငလင်ကြီးလှုပ်ခတ်ပြီး၃နာရီဝန်းကျင်မဲ့ကြာသေးတဲ့ဒေသစံတော်ချိန်ညနေ၃နာရီခွဲမှာစစ်တပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါရယ်ဒီတိုက်ခိုက်မှုမှာလူခဏဦးသေဆုံးခဲ့တယ်လို့သိရပါရယ် ်မြူတန်ညူရီအစိုးရ NUG ကတော့ခုခံကာကွယ်စစ်ကလွဲလို့ထိုးစစ်အားလုံးကိုမတ်လ31ရက်ကစပြီးနှစ်ပတ်ကြာရနာထားမယ်လို့ကြေညာထားပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီအီနဲ့ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။